အဲ့ငင်းတိုင်းဖိုရန် NCA ဖိုရန်ကိုဖိုဆန်နေပြီဘူးလားဥရစက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဘူးဥရစက်ကဘာလဲဆိုတော့ထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလောက်ထားတယ်ခမစနာကြီးကိုဥရစက်ကိုထိုင်းရဘာဥရစက်ကိုဘာပေးထားလဲထိုင်းရသူကိုယ်တိုင်သိတယ်ထိုင်းရဘလို့နေရာဘူးပေးထားလဲကျွန်တော်သိတယ်ကျွန်တော်တို့သိတယ်ဒါကြရင်လေကျွန်တော်တို့ကြည့်ကြည့်ပြီးတော့စကြဝဠာဆိုတော့ဒီလူတွေကကိုကိုကိုတော့အကောင်သူများကိုလက်ညှိုးထိုးဖို့ကျွန်တော်ထိတ်ဆုံးอ่ะအဲ့တော့အဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ် အဲ USG ရတဲ့ရိုးရားနိုင်ငံသားခိုင်ုံထားပြီးတော့လည်းဘာဖြစ်ချင်တာလဲဘာတွေပြောတယ် NCO ဘာတွေဝေဖန်တယ်ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်သူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာသူ့အမြင်သူပြောပိုင်ခွင့်ရှိတယ်တော့သူ့မှာအေဂျင့်နဲ့သူ့နဲ့မြင်မှာ तू အေဂျင့်ကအမျိုးမြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငြိမ်းချမ်းရေးကိုဒါပေမဲ့ तू အားမလို့အားမြတ်ဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေပါသွားဆွတ်ပေးတာသွားဆွတ်ပေးလို့ဟောထတိုက်လို့ရှိရင်တမတော်ကစစ်မျက်နှာဖွင့်ရတယ်စစ်တပ်ကပဲတိုက်ရမှာကျော်မျိုးမပါမှာပေါ့အဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူး တကယ်တက်ရမှာတက်မတော့ပဲသူတို့သွားပြီးတော့ဟိုနှစ်ပဲတပြား အုံနောက်နေပေါ့နော်သွားပြီးတော့စွာတာမျိုးဟိုနှစ်ပဲတပြားအလောအလောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်ဘုံစံတိုင်းပဲဗီဒီယိုဖိုင်အပိုင်းအစလေးတွေကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့နော်ဂျုံမျိုးမင်းနဲ့ဘူးတက်ကိုက်တံပြီးကြည်လိုက်ရအောင်နော် RCSS ကဒီနေ့ဟိုကနေပတ်သက်ပြီးထုတ်ပြန်တဲ့ ဆက်ကြောင်ထုတ်တယ်အဲဒီ NCA ဆယ်နှစ်ပြည့်နေပတ်သက်ထုတ်ပြန်ကြောင်ထုတ်ပါတယ်ကျွန်တော်သိပြီးသားဖြစ်မလားတော့သိဘူးအဲ့တော့ဗာလဲဆိုတော့ NCA ဆယ်နှစ်ပြည့်ဟာ NCA ကအောက်ပါအားနေချင်များကြောင်ပေါ့ဗျာအဲစီကောကြောင် NCA ရွယ်ရွယ်တိုင်းမအောင်မြင်နေခဲ့တာဖြစ်နေပေါ့ဆိုရီမတ်ထားတဲ့အချိန်မဆောင်ရနေတာပေါ့နော်သူကပြန်ဖတ်ပြန်ပါဗျာအားနေချင်တဲ့စင်ကုန်များကြောင်အောက်ပါအားနေချင်စင်ကုန်များကြောင်တဲ့ NCA ကောင်းတဲ့ပေါ်ချင်းကိုရီမတ်ထားသည့်အတိုင်းမဆောင်ရနိုင်ခြင်းဖြစ်ပါတယ်ဆိုသူပြောတယ်အဲ့ဒါပါဆိုတစ်ချက်ကနှစ်ဦးနှစ်ဖက်ကြာယုံကြည်မှုမတည်ဆောက်နိုင်ခြင်းတဲ့နှစ်ချက်ကနှစ်ဦးနှစ်ဖက်လက်မှတ်ရည်ရွယ်သည့်သဘောဆောင်ချက်အတိုင်းအကောင့်ထဲမှာပေါ်နိုင်ခြင်းတဲ့ သုံးချက်က2008ဘုံစုံကျေဥရောရရှိအောက်ရောက်ရှိရတဲ့အစိုးရကအေးအိုအများဖိအားပေးရလို့ဆောင်စီခြင်းတဲ့လေးချက်ကတမရကတိုက်ပြီးအာဏာထိန်းချုပ်လိုက်တဲ့အတွက်ရင်းကျဲလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့ခြင်းတဲ့ဒီအချက်တွေကြောင့်ဒီကုဏ္ဏပါလဲဆိုတော့ NCA အကောင့်တွေပေါ်ခြင်းကိုယူမှန်းထားတဲ့အတိုင်းမမဆောင်ရနိုင်ခြင်းရင်းဆိုသူပြောတယ်တချင်းနဲ့ပါပဲအကြံပြုချက်ပေါ့ဗျအကြံပြုချက်ကတော့တမရအနေနဲ့အေးအိုတွေနဲ့ယုံကြည်မှုတည်ဆောက်ခြင်းကိုပြန်လည်ပေါ်ဆောင်ခြင်းတဲ့ ်ဆွေးနွေးပွဲအဆင့်1မှာတပ်မတော် EU များဆွေးနွေးပြီးတော့သဘောတူညီချက်များဥစွာရယူခြင်းအဆင့်1မှာနိုင်ငံရေးပါတီများကပါဝင်တက်ပြီး၃ဝန်ဆိုင်ဆွေးနွေးပွဲပြုလုပ်ခြင်းနော်နောက်တစ်ခုကနံပါတ်3ကဆွေးနွေးပွဲကိုနိုင်ငံတကာသိသိများပါဝင်တက်ရောက်စေခြင်းနော်နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Federal Move ကိုထိခိုက်ရပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှာရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်သို့တင်သွင်းရေးဥပဒေဖြင့်တည်ပြီးပြန်ခြင်းတဲ့ဆိုတော့သူကဒီလိုအကြံပြုထားတယ်ဆိုတော့အာဇီရသက်ကလူတွေက तू ကဒါ तू ကသူ့တစ်ဖက်တည်းက तू ထုတ်ပြန်တာ तू ဘက်ကထုတ်ပြန်တော့ तू မှန်တော့ဗျာ तू ကထုတ်ပြန်တော့ तू မှန်လို့ပဲပြောမှာပဲโอเคတက်မတော်ဘက်ကပြောစရာမရှိဘူးထင်ပါလား ကျွန်တော်တို့ပြည်သူတွေကပြောစရာမရှိဘူးထင်ဘူးလားအာဆီယံကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကယာနုပြည်မှန်တယ်လို့ကျွန်တော်ယုံကြည်ရမှာလားအာဆီယံကထုတ်ပြန်တာယာနုပြည်မှန်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်ဆိုရင်လက်ခံမယ်ထင်ပါလားဘုရားလည်းပြောအာဆီယံကထုတ်ပြန်ချက်ကယာနုပြည်အားလုံးလိုက်လို့ပြရမယ်အလုပ်လို့ကျွန်တော်မယုံကြည်ဘူးလို့သူထုတ်ပြန်တာကလည်းရှင်းပြန်တော့သူထုတ်ပြန်တဲ့ချက်သားလည်းဖြစ်တယ်သူထုတ်ပြန်ရကျွန်တော်တို့တိုင်းပြည်ရတိဆောက်မှာမဟုတ်ပါဘူးအဲ့တော့အာဆီယံကတိဆောက်တဲ့တိုင်းပြည်မဟုတ်ပါဘူးတိုင်းပြည်ကိုကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးတိုင်းဒေသတမတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေတက်မလို့တော့အစိုးရ တက်သည့်နားလေသူတွေပညာရှင်တွေအကုန်လုံးပေါ်ပါဝီဒီတိုက်ပြေကံကြမ္မာကိုဆုံးဖြတ်ရတာအာဆီယက်ဆက်ထုတ်ပြန်ချက်တိုင်လိုက်လို့ရမယ်လို့ပြောရမလို့ဘယ်ရမလဲပြသူတို့ထုတ်ကြည့်ဆိုကျွန်တော်လဲအာဆီယက်ဆက်ကအာဆီယက်ဆက်တွေနဲ့အချိုးပြင်ရန်ဆိုပြီးကျွန်တော်ကစာထုတ်မှာပေါ့ကျွန်တော်လဲအဲ့ဒါသူဘာပြောမလဲသူကတခါကြရင်လူတွေကဘာဖြစ်နေလဲဆိုတော့ကိုယ်အဖွဲ့တစ်စီးတစ်ခုပဲကနေပဲစဉ်းစားပြီးပြောကြတယ်အဲ့တော့ညီကြိုင်း foreign NCA foreign ကို for senate ပြေကိုကဥရစက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဥရစက်ကဘာလဲဆိုတော့ထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလောက်ထားတယ်ခင်ဗျစဉ်းစားကြည့်ဦး ဦးရဲစစ်ကိုထိုင်ရဘာဦးရဲစစ်ကိုဘာပေးထားလဲထိုင်ရသူကိုယ်တိုင်သိတယ်ထိုင်ရဘလို့နေရာဘူးပေးထားလဲကျွန်တော်သိတယ်ကျွန်တော်တို့သိတယ်ဒါကြရင်လေကျွန်တော်တို့ကြည့်ကြည့်ပြီးတော့စကြောက်ပါဆိုဒီလူတွေကကိုကိုကိုတော့အကောင်သူများကိုလက်ညှိုးထိုးဖို့ကျွန်တော်ထိတ်ဆုံးသွားအဲ့တော့သူတို့ထုတ်ပြထားတဲ့အတိုင်းဆိုကဲနှစ်ဖက်ကြားမှာယုံကြည်မှုပြစ်ဆောင်နိုင်ခြင်းနဲ့ယုံကြည်မှုပြစ်ဆောင်ခြင်းဆိုတာကဟုတ်ပြီသူကိုယ်တိုင်အောင်ယုံကြည်မှုပေးနိုင်ရလားသူကိုယ်တိုင်အောင်ယုံကြည်ရတဲ့လူဖြစ်ရလားဆိုတော့မျိုးကိုကျွန်တော်ပြန်မိရမှာနောက်တစ်ခုကနှုတ်နှစ်ဖက်သဘောဆိုင်တဲ့ကောင်းတယ်မပေါ်နိုင်ခြင်းနဲ့ ကောင်းတဲ့ဝန်ထမ်းချင်းဆိုတဲ့နေရာမှာအကောင့်တွေပေါ်ချင်းကိစ္စတွေကလင်မယားနဲ့ယောက်ကြားတော့တချို့ကိစ္စတွေလုံးလို့မရတယ်အများကြီးရှိတယ်เนาะအဲ့တော့တချို့ကိစ္စတွေအပြစ်ထိုင်ပြောလို့တော့မရဘူးပေါ့ဗျာเนาะစောင့်ချဖွဲ့စည်းပုံရောက်ဖို့အတွက်တော့အာစောင့်ချမျိုးစုံပေါ်သူပြောနေတာကြည့်တော့တိုင်းပြည်ရဲ့တက်မတော်တိုင်းပြည်အာဏာထိန်းလိုက်တဲ့အတွက်တဲ့ငင်းချမ်းကြီးလုံငန်းစီရပ်တန့်သွားတယ်အာဏာထိန်းလိုက်ရင်ရပ်တော့လို့သူကပြောโอเคအခုတက်မတော်ကဆွေးနွေးနေတာပဲအဲ့တော့ငင်းချမ်းကြီးလုံငန်းစီဆက်သွားနေတာ NCA ကိုင်းဆက်သွားနေတာအခုကြာမှထပြီးတော့ဘာကြောင်လဲတော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခုက ူလုံးတင်တာတော့ EO နေတဲ့တက်မတော်ကယုံကြည်မှုပြန်လေးတိဆောက်ဖို့ဆိုအခုအလုပ်နေတယ်ဒါပေမဲ့ RCSS ကတေချာခေါင်းဆောင်ပိုင်းမလာဘူးမလာဘူးနော်အဲ့တော့ဆွေးနွေးပွဲအဆင့်တက်မတော်တွေ EO ကိုဆွေးနွေးပါတယ်သဘောတူရရပြီးတော့အဆင့်နဲ့ကြမှာတိုင်ငယ်တိုင်ငယ်ပါတီတွေပါပါတယ်ဩလက်နက်ကင်တဲ့သဘုံတွေနဲ့တက်မတော်ရင်ဆွေးနွေးသဘုံကြီးယူပြီးမှနိုင်ငံရေးပါတီတွေပါဆိုတော့မသိရင်ပဲသဘုံတွေကနံပါတ်1နိုင်ငံရေးပါတီကနံပါတ်2အဲ့လိုလုပ်ရမှာလားတကယ်တော့ပွန့်လိုက်ပြန် all inclusive ဆိုရင်အကုန်ပါမှာရှင်းရှင်းလေးအကုန်ပါမှာအဲ့တော့တော့ဘာဖြစ်လဲဆိုတော့တက်မတော်နဲ့ဘာချိန်ပြီးကြံရင်လို့တက်မတော်စီကဘာချိန်ပြီးတောင်းရင်လို့လည်းကျွန်တော်မသိဘူး အာဆီယံဆက်အုပ်စုပေါ့နော်ဆိုတော့စသဖြင့်ပေါ့ဗျာသူတို့ပြောနေတာလေးကြည့်ပြီးတော့သူတို့ကဒီ NGN နဲ့ဒီဆွေးနွေးပွဲတွေကိုသူကနည်းနည်းလေးဟိုဝေလဲဝေပန်းခြင်းနဲ့ဝေလဲဝေပန်းရဲ့ဝေလဲကြောင့်ပန်းတော့ပြောသွားတယ်ဒါပေမဲ့ပြောရင်ဗျာဟိုပြောရင်တော့ဟိုထောက်ခံအားပေးခြင်းထက်လုထာမျိုးမလုပ်ဖဲနဲ့သူကနည်းနည်းလေးကြောင်တော်ကြားလိုက်ထားလို့တဲ့ဘုံမျိုးတွေ့ရတယ်မင်္ဂလာပါလေးစားပါတယ်ဒီနေ့ကအောက်တိုဘာ16စနေနေ့ပေါ့နော် ဟိုလည်းပြောရင်လို့ရဒီ2021အရေးခင်မှာအဲတပုံခေါင်းဆုံးထားတော့နော်တပုံခေါင်းဆုံးထားတယ် PDF တွေလည်းပေါ်လာတယ်အဲမှာကျွန်တော်တက်မတော်နဲ့တော်တော်လေးတက်ရတယ်ဒါတော့ပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်နောက်ပိုင်းတက်မတော်ကအသာစီးရတာအခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားရောက်သွားပြီဆိုတော့အဲ့ဒီအချိန်မှာဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိရလက်နဲ့ကိုင်ဒီနှစ်ဖွဲ့က ီစီပဲဗျဘိုးကအဲ့ကမှာတိုက်ပွဲမဖြစ်အောင်ညှော်မြင့်ကြီးစွာနဲ့နေတယ်တမတော်နဲ့ထိတ်တိုက်ရင်ဆိုင်ကြီးမလုပ်ဘူးဟလာ SSPP ကတဖွဲ့ရဟလာဟိုဘက်ကနေဟလာဝါဘက်ကနေလက်နက်တွေယူလာပြီးတော့ပိုးကုံုံဖြတ်ပြီးတော့ဟို KDF ဘက်ကကြားဘက်ကသွားပို့လာလမ်းမှာတိုက်ပွဲဖြစ်လို့ဘိုးပြည်သူစစ်ကတင်းလိုက်တဲ့လက်နက်တွေရှိတယ်ဒီဖြစ်စရာလွယ်ပြီးတော့ကြံတာမရှိဘူး သူတို့ကထဲထဲဝင်မပါဘူးဒီ2017အခေအချင်းမှာသူတို့ကတပ်မလို့နဲ့ထိတိုက်ရင်ဆိုင်နဲ့တိုက်ပွဲတစ်ခုမှမလုပ်ဘူးဒါသူတို့ရဲ့အမျှော်မြင်ရှိတဲ့ခေါင်းဆောင်တွေအဲရှမ်းတပုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိအမှတ်ပြောရမယ်အမျှော်မြင်မရှိတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KIA ဆိုလဲ KNU အဲဟိုက EA ဆိုလဲ EA ကအမျှော်မြင်မရှိတဲ့ခေါင်းတွေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီနော်အခုဆိုလို့ရှိရင်ဗျာကဲ့ အဲ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောတမျိုးပြီးတမျိုးပြန်သိမ်းနေတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲဒါတွေသိမ်းတဲ့ခါမှာ SSBB ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်။ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်။အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူး။တမရောအရှမ်းတောင်တို့ရှမ်းအရှေ့တို့မှာအေဂျင့်နေတယ်။အေဂျင့်နေဒါသူတို့ရဲ့အပြောပြင်ရှိရ။အဲ့ဒါကိုကြော်မျိုးမင်းကသွားဝေဖန်တယ်။ ဟာရွက်စစ်ကြီးအားရိုးရီးအားနိုင်ငံသားခံယူထားပြီးတော့လည်းဘာဖြစ်ချင်တာလဲဘာတွေပြောနေ NCO ဘာတွေဝေဖန်နေဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ် तू အမြင်သူပြောမှာပဲ तू အမြင်သူပြောမှာပဲ तू အမြင်သူပြောပိုင်ခွင့်ရှိတယ်အဲ तू မှာအေဂျင့်နဲ့သူ့နဲ့မြင်မှာ तू အေဂျင့်မှာအမြင်မြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့ तू အားမလို့အားမြတ်ဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေဖန်သွားဆွပေးနေသွားဆွပေးလို့ဟောထားတိုက်လို့ရှိရင်တမတော်ကစစ်မျက်နှာဖွေရတယ်စစ်တပ်ကပဲတိုက်ရမှာကျော်မျိုးမပါပါဘူးအဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူး တကယ်တက်ရမှာတက်မတော့ပဲသူတို့သွားပြီးတော့ဟိုနှစ်ပဲတပြားအုံနောက်နေပေါ့နော်သွားပြီးတော့စွာတာမျိုးဟိုနှစ်ပဲတပြားအစီအစစ်ကောင်းဆောင်ဟုတ်လားဥရစစ်ကိုသွားပြီကျွန်တော်ဥရစစ်ဆိုတော့ကျွန်တော်ဟိုအိုမင်းမှာ95ခုနှစ်ကျွန်တော်သွားပြီးတော့ဟိုသူတို့နေမြေကိုသွားပြီးတော့ကျွန်တော်တို့လက်နက်တီဖြုတ်သိမ်းကလေးကကျွန်တော်တို့နဲ့ခင်နေကြဒီလူတွေကဟိုစစ်မျက်နှာမဖွင့်တာကတော်တော်အမျိုးမြင်ကြီးရလို့ပြောရမယ်အဲ့ဒါလာပြောတာကျွန်တော်လေးစားပါတယ် ပေါ်ကတုံးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်။ဘယ်အလုံးပလီပုံချမ်းထွက်ပြီกว่าတယ်မင်းတို့ဘာလုံးနေကြတာလဲ။ပစီပုံချမ်းထွက်ပြီမင်းတို့ဘာလုံးနေကြတာလဲกว่าတယ်။အချိန်ကိုစောင့်ကြည့်ပါလို့ပဲပြောချင်ပါတယ်ဗျာနော်အချိန်ကိုစောင့်ကြည့်။အမျိုးရုပ်ပေါ်မှာကလေးတွေဘာမှလုံနိုင်မှာမဟုတ်ဘူး။အချင်းကိုစောက်ကြည့်ပါဘာညာတို့ပထဝီကိုကြောက်လို့တို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး โอเคဒီ video file လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်တရားလေးအကုန်လုံးပေါ့နော်ဟုတ်တယ်အကုန်လုံးပြဟိုးဒီကောင်ကိုဝေးပဲဟွန်းအလုံးငါ့ကငါ့ကညီလာတော့မြန်မာနိုင်ငံကအတွက်အလွန်မင်းဖိတ်မကောင်းဖြစ်မိပါတယ်ပလီကိုယခုမြန်မာမျိုးနယ်ဘောကသူရိရက်ွက်တိဖိတ်မင်းကြီးရောအနီးဘုန်းကြီးအဝင်းထွက်လန့် သဖိတ်မင်းကျောင်းဖရာတော်ရဲ့ကျောင်းအဝင်စမ်းမှာနေရာထားထားပြီးချင်းကတော့ဒါကလုံးဝမသိလေရောမလျောက်ပတ်ပါဘူးဒါကမူလတုန်းကမြို့ပြဖီမန်ခင်းရဲ့အတွက်သဖိတ်မင်းကြီးရွာမှာတောင်လူလေသမားများထာမှသိမ့်ယူချင်းချဲ့ပါသည်ဖန်နစ်ကြော်ကြကြာထီအောင်အကောင်တော်မဖော်ချင်းကြောင့်တောင်လူလေသမားများကလည်းပြန်ပြီးတောင်းတော်လေပဲ ခုနကတော့မြို့ပြဖီမန်ကိန်းအကွက်ရိုက်ဖို့ဖိုးပြီးတော့ပြန်လည်ပြီးတော့မပြီးဖိတ်ခဲ့ပါဘူးရန်ကုန်မှမြို့ချစ်တန်ဃာတွေကဖရာတော်နဲ့အတူပါလိုက်တော့လက်မှတ်ကလည်း930နဲ့ရှစ်ဖောင်ပါပါတယ်ပလီဌာနတို့သီးရသီလတို့မိယဝါဖာတို့အထဖရိယတို့ဟလာအဒနာရသအဒနာရသမနထတို့ဖူရာဟောကြားထားတယ်ဒီလောက်ရက်ဒီကိုသက်ဆိုင်ရာနိုင်ငံတော် ်ဦးမင်းဦးမင်းအောင်လှိုင်ယာယီသမတအဲနိုင်ငံတော်ဝန်ကြီးချုပ်ဝင်းနူဖော်တို့မြောင်းဖူအဲပြည်ထောင်စုဘီအေဝန်ကြီးတို့သာသနာရေးဝန်ကြီးတို့အဖွဲ့ကြီးတို့နိုင်ငံအကြီးအကဲများကဒါကိုမင်းမင်းထန်ထန်ကန့်ကွက်သင့်ပါတယ်ဒါကိုမေးတာလေရခုဘလီဖောက်လို့ချင်းကိုတမ်းပြီးဖို့မခွေးချောင်းဖျားတော့ဥပမောက်ခအနေနဲ့ မင်းမင်းထန်ထန်ကန့်ကွက်ပါတယ်တို့လူမျိုးများလာရင်အဲသူတို့ကဘာသာကများတယ်ဒီမိုကရေစီနဲ့သွားမယ်ရွှေကဝယ်လဲနီးနေပါပြီဟာရီဖာဝီဟာပြောသွားဟာရီလန်ကသဖိတ်မင်းကြီးပါဘုန်းတော်ကြီးအကြောင်းကိုသွားတဲ့လမ်းမကြီးတဲ့ကဘလီရပိတ်ထားမယ်ဖူရင် ဒါဗုဒ္ဓဘာသာတွေရဲ့အန္တရာယ်ကြီးမားပါတယ်။ဒါလည်းမဖားနိုင်မလောက်နိုင်ဖြစ်နေပါတယ်။လမ်းက900သုံးဖြစ်ရှစ်ဘက်ကလည်းကန့်ွယ်ကြောင်းဖာလွာလေးဖားလိုက်ပါတယ်။လဝကယုံတွေကိုကြည့်လိုက်။အဲလက်မှတ်အတုမှတ်ပုံနဲ့အတုနဲ့ထုတ်ပေးထားတဲ့လက်မှတ်တွေဟာတောင်းတဲ့ချီရှိပါတယ်။ဆရာဆရာတို့စတင်ထားတဲ့ချင်းလေးလေးလည်းလိုက်ပါဦး။အော်ဘုန်းကြီးတို့ကတော့စတင်ထားတာ30နှစ်တည်းရပါတော့နော်။ ပပကပေးတာပဲသူတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးပပကပေးထားတာ Okay ဒီ video file လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဘယ်လိုလေးပဲမေးချင်တယ်ပြည်သူတွေနေ့တတူကဘုံကျဲတက်ဖြတ်ခံနေကြရတယ်တေကြီးပြက်စီးနေကြရတယ်ဒုက္ခတွေရောက်နေကြရတယ်ဘာသာရေးခေါင်းဆောင်လုပ်နေတဲ့ဖုန်ကြီးတွေအနေနဲ့ဘလို့နှလုံးသားတွေနဲ့အကျန်းဖက်အုပ်စုကိုထောက်ခံနေကြတာလေ ဘုန်းကြီးတို့ကိုအာတာရှင်ကဆွန့်ကြွေးထားတယ်လို့ထင်နေလားပြည်သူကဆွန့်ကြွေးထားတာပါအားတော့မှန်ပါအခုပွဲကဓမ္မနဲ့အဓမ္မအားပြိုင်နေတဲ့ပွဲပါဒါကြောင့်အဓမ္မဘက်ကနေဘာလို့ရက်တယ်ပေးနေကြရတာလဲမင်းဆိုမင်းညစ်ကိုဘာလို့ထောက်ခံပေးနေကြရတာလဲဒါကြောင့်ဓမ္မဘက်ကနေရက်တယ်ပေးကြပါတရားပြနေတဲ့ဘုန်းကြီးတွေအနေနဲ့ဘယ်အရာကဓမ္မလဲဘယ်အရာကအဓမ္မလဲဆိုတာကိုပို့ပြီးတော့ခွဲခြားနိုင်ပါတယ်။တတင်းကျွတ်လက်ပြည့်နေ့မိထုံးပွဲလုပ်နေတော့စိတ်မကောင်းစရာအဖြစ်ဆိုးတစ်ခုဖြစ်သွားခဲ့တယ်။ ကလေးတွေအပါဝင် လူယောက်30ကျော်ပါဝင်တဲ့အဖြစ်ဆိုးတစ်ခုပေါ့ဒါကိုကြည့်ချင်းအဖြစ်ဘလိုက်အထိရုပ်မှရက်ဆက်ကြလဲဒီလိုမျိုးနေမျိုးမှမှရွှေးလုတ်တဲ့ရက်ဆက်မှုက ပြောစရာစကားလုံးမရှိတော့ဘူးอ่ะအခုဆိုနေရာတိုင်းမှာလဲစပေးရှောင်တွေနဲ့ပြည့်နှက်နေတယ်မမာပြည်လဲကပ်ဘေးဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်နေပြီညံတိန်တဲ့လူတချို့ရဲ့ပထွေးရဲ့နှုတ်အေးချောင်းကိုကြိုက်တဲ့ဘောမတတိုက်ကတော့အနာလီကြောင့်အခုလိုဖြစ်ရတာပါဆိုပြီးအောက်ကကွန်မန့်တွေမှာပြောလာကြပါလိမ့်မယ်အမှန်တကယ်က ိုင်းပြည်အပေါ်မှာဆောက်ဖူးရဲ့မတန်မရာလုပ်ရတဲ့ခေါင်းမပါညံ့နေမှုကြောင့်အခုလိုမဖြစ်တင်တာတွေဖြစ်နေရတာပါ။အင်းတချို့ကလည်းအမျိုးဘာသာသာသနာဆိုပြီးအမျိုးသားရေးကိုဖင်ပိတ်អော်ပြီးတော့ကိုယ့်အကျိုးအတွက်အသုံးချနေလို့ဖြစ်ပါတယ်။ဒါမှမဟုတ်တက်တကူတို့စီကိန်းသားတို့လိုအမှန်တရားကိုရင်ကုန်နှုတ်ပုတ်ဖုံးကွယ်ထားတဲ့ဘာသာရေးခေါင်းဆောင်တွေရဲ့သမောထားကြောင့်ပဲတိုင်းပြည်ကအခုလိုမဖြစ်တင်တာတွေဖြစ်နေရတာပါ။ Okay, ဒီဗီဒီယိုဖိုင်လေးကိုပဲစနားတော့ကြည့်လိုက်အောင်နော်။ ်ဖုတ်ပြီးငင်းငယ်လေးလေးအခုပြေးခတ်ရစေပေါ်နေတာပြေးခတ်ချင်ချာဒါပေမဲ့ဒီဒီငင်းလေးနဲ့ဘုံကျင်းနေရာရင်းဒီခတ်နေရာရင်းရန်သားလေးတစ်ခါပြီးဆုံးဒေရောညာဒီစားလေးကိုငင်းငယ်ဆွေးကြတော့ရှိပါလားဆိုတော့ကျွန်တော်ဘုံကြီးကရှိပါတယ် ဲ့တော့ကျွန်တော်ကဒီဟိုကျွန်တော်ကြားတော့ဟိုဒါကိုဒီစာဆွေးနွေးအောင်ရှိပါဘူးအဲဒီလိုပြိပခမြန်မာနေတဲ့အချိန်မှာဒီဒေသကဟိုလေးကိုဆက်ရတဲ့ဒေသကလည်းမြင်စရာရှိလို့ပြန်လဲဆွေးနွေးကြတာကျွန်တော်ချက်တယ်ဒါပေမဲ့ဒီကြကြရေးအနေနဲ့ကျွန်တော်တို့ဒီလိုကြီးနိုင်ပြေးပါ ါကြောင့်လည်းဆိုတော့ဝိကအမြင်မှာလုံးချိန်မှာအခုပြေကရစေကိုတန်လေပြီးတော့အဲ့ဒါတွင်းဖို့ဆိုချင်ရင်ဒီလိုသတင်းစကားလေးတွေဒီလိုရေးရှိဖို့ရောက်နေတယ်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဒီကိစ္စကကြာလို့ကျွန်တော်တို့ကဒီလိုကိုယ်အနေနဲ့နားချင်းတယ်ပြီးတော့ဘုံကျဲတွေပါတာဆိုတော့ဟိုနိုင်ငံသားချင်းတို့ကတော့တိုးတိုးပြောတာနော်။ဘာဖြစ်လို့ဆိုကြည့်ကျွန်တော်တို့ဒီကျွန်တော်မြင်တွေ့နေတဲ့အတိုင်းမှာဆိုတော့ငါကျွန်တော်ကဒီကပိုင်းခုရအောင်ဟိုဘာလို့ဒီဝါးချင်းပါ မာရစ်ရှင်ဆိုပြီးကျွန်တော်ကလို့နေတာနောက်တော့နောက်တစ်ခါကျတော့ atrocity ဆိုတဲ့ဘာလို့လဲရှိအဲ့တော့ကျွန်တော်ကဒီဝါရစ်ရှင်ကတော့ဒီဟောကွန်ဗတ်တက်ဆိုတာဒီစစ်တိုက်နေတဲ့လူချင်းချင်းကျွန်တော်ကလုပ်တယ်ဆိုတော့ကျွန်တော်ဒိတ်ပြီးတော့ဝေါ်ရအဲ့တော့အဲ့လိုမဟုတ်ခဲနေကျွန်တော်ကဒီနိုင်ကျွန်တော်ကတက်တက်ပြီးတော့ကျွန်တော်ကရွေးချယ်ရှိရှိနဲ့ရွေးချယ်ပြီးလုပ်တယ်ဆိုတော့ဒါကကျွန်တော်တို့ဒီ atrocity ပေါ့နော်ဒါကောက်ချက်တယ်ဆိုတော့အဓိပ္ပာယ်ပေါ့ဗျာ အဲ့တော့ကျွန်တော်တို့ဒီသလောက်ကတော့အခုဒီကြော်တော်များများပါเนาะအဲ့ဒီတော့ဒီကျွန်တော်ဒီပြည်သူတော်များမှုနေနေလို့ပဲဆိုသုံးရဖို့เนาะအဲ့မှာဒီနိုင်ငံတော်ဘက်ကเนาะတော်တော်ကြီးကိုချုပ်ကြီးထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရဥပမာဌာနချုပ်တယ်ဆိုရင်ဘုံမကျေဘူးเนาะအဲ့တော့မြန်မာချုပ်ပြီးတာဒါပေမဲ့အဲ့ချုပ်ပြီးမှုကသူ့ရဲ့ချုပ်နိုင်ငံတော်ချုပ်ပြီးမှုကနိုင်ငံတော်ကိုအကျိုးမရှိဘဲနဲ့เนาะတက်တယ်ကျွန်တော်တို့ဆုံးရှုံးနေကျွန်တော်တို့ကစစ်တီးအများကြီးကျွန်တော်တို့ ပေကြီးပစ္စည်းတွေပြီးတော့ကျွန်တော်တက်တက်ကြီးကိုပေါ့နော်ဒီစစ်ဒီရကျွန်တော်ပြောပါဘောမဆက်ကားပေါ့နော်ကျွန်တော်တို့ကဆုလိုက်လို့လည်းကျွန်တော်ကြောက်တော့မှာအတခံတာမျိုးအပါဝင်ပေါ့နော်ဒီလိုအမှုတွေဖြစ်လာတဲ့အခါကျတော့ဒါကိုကျွန်တော်တို့က prevention အနေနဲ့ကတော့ဒီ war action တစ်ခုကလည်းယူရမှာဖြစ်ပါတယ်အဲ့ဒါကတော့တက်နေတဲ့နာကျွန်တော်တို့ကတော့ဒီနိုင်ငံတော်ကျွန်တော်တို့အမြင်ပေါ့ကျွန်တော်တို့နိုင်ငံတော်တော့မဟုတ်ဘူးအကြမ်းမှကြည့်ကြတာတော့ကဒီပြစ်မှတ်တွေကိုတော့တိတိကျကျကျွန်တော်တို့ရွေးချယ်ရွေးချယ်ပေါ်တော့ကျွန်တော်တို့ပြောင်းလဲပြပါမယ်သို့တော်လည်းပဲ အမေရိကန်အားလုံးကဒီလောက်ကျန်တဲ့ဒီ electronic ဒီပညာရှင်ခင်ဗျာကွန်ပျူတာတက်နေတဲ့လူတွေကိုယ်တိုင်တောင်မှအခါတခါကြားလို့ရှိရင်အာဖဂန်နစ္စတန်မှာကျွန်တော်တို့ကအလားဒီစီးပြတ်မှတ်ဆိုပြီးတော့ကျွန်တော်တို့ကငင်္ဂလာဆောင်ကိုတွားပြီးတော့ကျင်းပြနေတယ်ဒါဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့ဒါတွေကတော့ကျွန်တော်တို့အမြဲတမ်းမှဟိုဘောနော်တာဒီပင်းချင်းနဲ့ကျွန်တော်ကိုရင်းစားတယ်ဟာမင်းမင်းချင်းမကြားချင်တဲ့ကျွန်တော်ကမိချောင်ဖြစ်ပါတယ်ဒါကြောင့်မလို့စစ်အရှင်ဘောဝါရရှင်နေတဲ့ကတော့ကျွန်တော်တို့ဘာမှကျွန်တော်ကပြောစရာမရှိပါဘူး အထရိုစီတီကတော့ကောက်ကျစ်မှုဆိုတာကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ကတော့ဒီဘက်ကတွေ့တဲ့ဘက်မှာတော့ဒီကျွန်တော်ကျူးလွန်နေဆိုတာကကျွန်တော်တွေ့ပါတယ်အဲ့တော့ဒီပြည်သူတွေနဲ့တာမန်ကတော့အားလုံးကတော့ဘုံကျဲတဲ့စကားကိုပြန်ပြီးဒါကိုဒီဝါရရှင်တွေကတော့မမြင်နိုင်ပါဘူး။ဒါဆိုကျွန်တော်လည်းတွေ့နေမှာဆိုလို့ရှိရင်ထိတ်တန့်နေရမှာပါ။ဒါကြောင့်မလို့ဒါလို့ကျွန်တော်တို့ကကိုရင်းစားပါလေ။ဒါဆိုကျွန်တော်တို့ရဲ့ဒီ out of hand ပေါ့နော်ကျွန်တော်တို့ဘာမှကျွန်တော်မတတ်နိုင်တဲ့ ပိုင်းဖြစ်နေတယ်။နောက်တစ်ခုကဒါကတော့ဒီ wireless ရှင်နေဖြစ်နေတဲ့ခန္ဓာကိုယ်တော့ကျွန်တော်တို့ဘယ်လိုမှကျွန်တော်ကကိုယ်ပဲတည်းလို့ကျွန်တော်ကဒီကျွန်တော်ငြိမ်းချမ်းနေတာကတားဆီးရအောင်လို့ပေါ့။ကျွန်တော်ကဘူဝါဒကိုကျွန်တော်ကနှစ်ဖက်ဘူဝါဒနှစ်ဖက်ဘူဝါဒကျွန်တော်ကရရှိရနိုင်မယ်ကျွန်တော်နီးလန်းလို့ပဲဆွနေနေတာဖြစ်ပါမယ်လို့ကျွန်တော်ကဆရာတော်နော်အကြံပေးနေကျွန်တော်ပြောချက်ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မဆဲတာကွနော် ခင်ဗျားတို့ပဲသူ့ကိုဆေးကြပါလို့နော်ကိုချိုကြီးရဲ့ဗီဒီယိုခိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့တိုင်းပြည်မှာဒီနေ့လက်ရှိနော်ဒီမေအွန်လိုင်းအာနာစာရီဦးနေမောဗျာအာနာကိုတိုက်ကျွန်တော်တို့ပြည်သူရဲ့အာနာဟုတ်လားဒီမိုကရေစီကိုအာဓမြတိုက်ပြီးတော့ဟုတ်လား အာနာတိန်တဲ့အချိန်တွေကနေစပြီးတော့မင်းအောင်နိုင်ကတိုင်းပြည်ကိုနော်အာမေလန်စနစ်နဲ့မေလန်စနစ်နဲ့ဖျက်ဆီးလာခဲ့တာဘူးဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကဘာတစ်ခုမှဟလာလုံစားကန်စားလို့မရတော့ကျွန်တော်တို့ပြည်သူလူထုတွေကကုန်းတောက်လို့မရအောင်ကုန်းတောက်ဆရာမရှိအောင်နဲ့နေကြတယ်အခုကနနူသန်းလေးတော်မှာ မစားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တိုင်းပြည်ရပြည်သူလူထုတွေကရောက်နေကြတာအဲရောက်နေကြရဆိုတဲ့အခါကျတော့ခုနလိုမျိုးနေဝင်းလက်ထက်မှာလည်းဟုတ်တယ်နေဝင်းကသူတယောက်တည်းဘန်နာကိုခိုးတယ်ဆိုခုနပြောဒါပေမဲ့ကျွန်တော်ကနည်းနည်းထပ်ပြီးတော့ ဖြစ်ပြောလိုက်ချင်တာကနေဝေးလက်ထက်မှာနေဝေးကတော့အများဆုံးခိုးတယ်ပြီးတဲ့အခါကျရင်နေဝေးလက်ထက်မှာမြမဆိုရှယ်လေးဟုတ်လားလမ်းစဉ်ပါတီเนาะအဲ့တော့ပါတီဝင်နေဟုတ်လားမြို့နယ်ရက်ွက်အာပါတီအာဒီကောင်စီကနေပြီးတော့เนาะဒီတောင်ဝင်ရှိတဲ့လူတွေเนาะအသူတို့ခိုးကြတယ်စစ်သားတွေအဲ့အချိန်မှာတော့ဒီစစ်သားတွေခိုးလို့မရအောင်เนาะအဲပါရီယာလူတွေကခိုးကြတယ် ဒါပေမဲ့တန်းရွှေလိုလက်ထက်ရောက်လာတဲ့အခါကျတော့တန်းရွှေလိုသူတို့ကိုယ်တိုင်နေအခိုးရမို့အောက်ကစစ်ဘိုလ်စစ်သားကြီးလည်းပေးပြီးတော့ခိုးတယ်အာဂျိုင်မူတွေစိန်မူတွေဟုတ်လားအာဒါတွေလည်းပေးပြီးတော့အာခိုးတယ်တနည်းဆိုရရင်ဒီအချင်းပြတ်ခြားစားမှုနဲ့သူ့ရဲ့အမိန်ကိုနာခံအောင်ဟုတ်လားသူ့ကိုပြုလုပ်ပါဝင်အာဆောင်ရွက်လောင်းအတွက်ကို ဒါ तू ကအကြောက်တရားနဲ့ရောအခွင့်အရေးနဲ့ရော तू ကဒီတက်ကြီးကို तू ကတီထောင်ခဲ့တယ်နော်တီထောင်ခဲ့ဆိုတဲ့အခါကျတော့ तू ကခိုးဝင်ပေးရုံနဲ့မဟုတ်ဘူးတန်းရွှေလက်ထက်မှာခိုးပုံခိုးနီးဘလို့ခိုးရမလဲဆိုတော့လက်ထက်ချပြီးတော့တင်ပေးရုံနဲ့မဟုတ်ဘူးခိုးနိုင်ဖို့အတွက်ကိုခိုးတဲ့ဂွေတွေကိုပါအဲ့ဒီခေတ်မှာတန်းရွှေတို့က အထွေမေးသွားတာဟုတ်လားအခုကျွန်တော်တို့အကြီးပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်စီဝိုင်းမှာဆိုဟုတ်လားအာဒေစာတို့လိုအာဘီကမောဇာအာဗန်တို့လိုတို့ဒါမျိုးတွေပေါ့ဗျာအများကြီးပေါ့ခရိုနီတွေပေါ့အဲ့တော့ခရိုနီတွေကိုအခုဘုတ်ရဲ့ဂွေတွေကိုဖန်ပေးခဲ့သလိုအဲ့ဒီခရိုနီနဲ့ပေါင်းပြီးတော့သူ့လောက်ကတိုင်းမှုတွေဘူချုပ်တွေဘူမှုတွေအစစ်စစ်နော်အာဘလိုမျိုး အခိုးရမလဲဆိုတော့ကိုတို့ကိုယ်တိုင်တင်ကြားပေးခဲ့ပြီးတော့ခိုးကြတာเนาะအဲ့တော့အခုမင်းအောင်လိုင်းလက်ထက်ကြတဲ့အခါကြတော့အိုက်ရက်ဆိုးတယ်အခုခိုးတယ်အခုကခိုးလဲခိုးတယ်ဓမြလဲတိုက်တယ်တောင်းလဲတောင်းတယ်เนาะဟာမင်းမျိုးစုံတော့ဗျာအခုလုံးကိုခိုးတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကခုနကဘုန်းကြီးပြောလို့ကိုချိုကြီးမသိသေးတာရေစစ်တပ်ကဟိုအပေါ်ကနေစအောင်ဟုတ်တယ် နော်ဒီဥပုလလဆိုရင်စကားနဲ့ဆိုလို့ရှိလို့ရှိရင်ကိုရဆိုင်ဖွင့်မယ်ကိုရရောင်းမယ်ဆိုရင်တော့မှပဲစစ်မှုထမ်းစစ်မှုထမ်းမှုရမယ်ဆိုကဲစဉ်းစားကြည့်အဲ့လိုတိုင်းဒီမှာအဲ့လိုလူမျိုးတွေအဲ့လိုစကားတွေပြောတယ်သူတို့ပါတီရဲ့စီးပွားရေးမူဝါဒကိုတွားတီတီဈေးွက်စီးပွားရေးမူဝါဒဟုတ်လားအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကဒါပေမဲ့စစ်သားတိုင်းလည်းခိုးလို့ရတာမဟုတ်ဘူးစစ်သားတိုင်းလည်းတိုက်လို့ရတာမဟုတ်ဘူးဟုတ်လားသူတို့ဒီတက်တဲမှာလည်းအနည်းစု ဟုတ်လားပိုင်ရဆိုင်ရအဆက်တွယ်လေးတွေနဲ့เนาะအ ਨੇ စုလေးကသာဒီလိုခိုးခွင်းတိုက်ခွင်းလူခွင်းเนาะတောင်းခွင်းဟုတ်လားအမျိုးဒါတွေကိုမနေရနေတာအများစုမဟုတ်စစ်သားအများစုတရဲမှရှိတဲ့အများစုဘိုးတွေဘုံမှုတွေဟုတ်လားဆက်ဒီအများစုကတော့တို့တို့ဒီပြည်သူတွေလိုပဲတို့တို့မှာဘာမှတန်ကြေးမရှိတဲ့ငွေဆက်ကူကြီးနဲ့ ဘာမှမမေရရအာမခံခြင်းမရှိတဲ့အခွင့်အရေးနဲ့သူတို့နေထိုင်နေရတာ။တို့တို့တွေအာနေထိုင်နေရတာ။အဲ့တော့ကဲဒါပါတော့နော်။အဲ့တော့တနိုင်ငံလုံးမှာခိုးတိုင်လို့ကျွန်တော်တို့မြန်မာနိုင်ငံကဒီစစ်ဖို့မင်းအွန်လိုင်းရဲ့မြေလန်စနစ်ကြောင့်နော်။အာလုံးဝ အကုန်တော့ဆရာမရှိတဲ့ဘဝမျိုးမှာအခုဒီနေ့ဟုတ်လားဆယ်နှစ်ပြည့်အခုကျင်းပတဲ့ NCA ပွဲကြီးပွဲလန်းတပင်ကြီးပေါ့ဗျာတောက်ပွဲစားပွဲကြီးပေါ့နော်ပွဲလန်းတပင်ကြီးတောက်ပွဲစားပွဲကြီးကိုမြင်လိုက်တဲ့အခါကျတော့ဟာကျွန်တော်ရင်ထဲမှာတော်တော်စိတ်မကောင်းဘူးဗျာနော်ကျွန်တော်အခုပြောရင်းနဲ့တော့ကျွန်တော်မျက်ရည်ဝဲပြီးတော့မျက်ရည်ကျနေတယ်နော်တိုင်းပြည်ကိုမဖြတ်ကြပါနဲ့ဗျာ နော်တိုင်းပြည်ကိုဒုက္ခမပေးကြပါနဲ့ဟုတ်တယ်မလားကျွန်တော်ကကျွန်တော်စစ်ဖို့တွေကိုကျွန်တော်ပြောနေတာနော်ဒီစစ်ဖို့တွေကိုပြောနေတာအထူးသဖြင့်တော့ဒီစစ်ဖို့မင်းအောင်နိုင်တဲ့အပေါင်းပါတစုပေါ့နော်တိုင်းပြည်ကိုမဖြတ်ပါနဲ့တိုင်းပြည်ကိုဒုက္ခမပေးကြပါနဲ့နော်ခင်ဗျားတို့အရင်ဖြစ်ချင်တယ် ဒါမို့ခင်ဗျားတို့ယူတတယူပေါ်ပေါ်ဟုတ်လားတမဝါယမစနစ်ဆိုရှယ်ဒီမိုကရေစီတွေပါတယ်အာလုံချင်တယ်နော်အာဒါမမလို့ရှိလို့ရှိလေဗျာအာတရုတ်လိုမျိုးဟုတ်လားဒီကွန်ပျူတာဝါရနဲ့နော်အတူရောမျိုးသားရေးဝါရနဲ့ပေါင်းဟိုပေါင်းဒီပေါင်းနဲ့နော်အာဈေးကွက်စီးပွားရေးစနစ်နဲ့အာခင်ဗျားတို့စစ်တပ်ထောက်ခံတဲ့စစ်ပုတ်တက်ဒီထောက်ခံတဲ့ပါတီနဲ့ သွားတဲ့နိုင်ငံရေးမျိုးကိုခင်ဗျားတို့လိုချင်တယ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းခင်ဗျားတို့စစ်ဖို့တွေလက်နဲ့တိုင်ပြီးတော့အဲ့လိုမျိုးပြည်သူ့ရဲ့အာဏာပြည်သူ့ရဲ့ဒီမိုကရေစီကိုလက်နဲ့နဲ့တရားမတိုက်နိုင်လေဗျာအများတိုက်ပြီးတော့အဲ့လိုအာဏာမသိမ်းနဲ့တိုင်းပြည်ကိုဒုက္ခမပေးနဲ့မပြတ်နဲ့ကျွန်တော်မျိုးလုံးလေးကိုကြည့်ပြည်သူတို့ကျွန်တော်စိတ်မကောင်းဘူးဒီမှာမြေကြီးတော်ကြတော့ နေအောင်ကြတော့နော်အဲ့တော့ဒီ NCA ပေါ်ပေါ်လာတဲ့အကြောင်းရင်းကိုကြည့်လို့ဗျာ2015မှာဟုတ်တယ်နော်ဘာဘလို့ရွေချက်နဲ့ပေါ်ပေါက်လာလဲ democratization နော် democracy ကိုကျွန်တော်တို့အသွင်ကူတောင်းနေတဲ့ကာလ democracy ကိုတည်ထောင်ဖို့အတွက်ကိုလုပ်နေတဲ့ကာလမှာ democracy ဆိုတာ တိုင်းပြည်မှာငြိမ်းချမ်းမှပြည်ငြိမ်မှဟလာဒီမိုကရေစီကအားကောင်းမောင်းတန်ဖြစ်မယ်နော်အဲ့တော့အဲ့လို ဖြစ်ဖို့တဲ့တိုင်းပြည်ရဲ့ပြည်ရင်းစစ်ဟလာအရေးကံအကြောင်းတရားဒီဖြစ်တဲ့တိုင်းသားလူမျိုးစုတွေရဲ့ပဋိပက္ခကိုဖြည့်ဆင်းဖို့ပြည်ရင်းစစ်ကိုအဆုံးသတ်ဖို့အတွက် Nationwide Ceasefire ဆိုတဲ့နော်ဒီဖြစ်တဲ့ DNCA ဆိုတဲ့ဟာကြီးကိုလုပ်ဖို့အတွက်ကိုပေါ်ပေါက်လာတယ်အဓိကရည်ရွယ်ချက်က ပြည်ရင်းနေနေမို့ဒီမိုကရေစီနဲ့ဖေရယ်ပြည်တော်စုတည်ထောင်ဖို့အဲ့ဒီလူရဲ့ချက်နဲ့ပေါ်ပေါက်လာနော်အခုကြားတဲ့အခါကျတော့2021ကြားကြားတဲ့အခါကျတော့အဲ့ဒီဒီမိုကရေစီနဲ့ဖေရယ်ပြည်တော်စုပေါ်ပေါက်ဖို့ဆိုတဲ့ရည်ရချက်နဲ့ပြုလုပ်ခဲ့တဲ့ဒီ NCA ကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီစစ်ဖို့မေအောင်လာရဲ့ လက်နဲ့တိုင်ပြီးတော့လက်နဲ့နဲ့ဓမြတိုက်ခြင်းကိုခံလိုက်ရတယ်လက်နဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီနဲ့ဖယ်ရယ်ပြည်တော်စုအိမ်မက်ဒီမိုကရေစီအသွင်ကူးပြောင်းရရပြောလို့ရှိရင်စစ်ဖို့မရောင်းနိုင်ရဲ့တင်းတချင်းကိုခံလိုက်ရတာပါပဲခံလိုက်ရတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီမိုကရေစီအတွင်ကုပြောင်းရေးကြီးရလဲအခုဆိုလို့ရှိရင်ပြည့်စည်သွားပြီမရှိတော့အဲ့တော့အဲ့ဒီဒီမိုကရေစီအတွင်ကုပြောင်းရေးနဲ့ပေါ်ပေါက်လာတဲ့ဒီ NCA ဆိုတဲ့ဟာကြီးရလဲမင်းအောင်လာရဲ့တိတ်ကွချင်းကိုတင်းတက်ချင်းကို2021မှာခံရပြီပြ NCA ဆိုတော့မရှိတော့ဘူးเนาะ ဒါကနိုင်ငံရေးမှရနေပြီးတော့ပြောပြတယ်အဲ့တော့မင်းရောဒီစစ်ဖို့မင်းအောင်လိုင်းကရှင်းရှင်းပြောရလို့ရှိရင်ဗျာဟုတ်လားနိုင်ငံတကာရဲ့အတိမတ်ပြုမှုတေပရဲ့အတိမတ်ပြုမှုကိုထားဖို့သူရဲ့ legitimacy စစ်ဖို့မင်းအောင်လိုင်းရဲ့ဒီနေ့စစ်ကော်မရှင်ပဲပြောပြောစစ်ကောင်စီပဲပြောပြောစစ်ဖို့ပဲပြောပြောဘာပဲပြောပြောဒီသူရဲ့တရားဝင်မှု legitimacy ရာပြေပမှမပြောနဲ့အောင် ဖြေရင်းမှာတော့မရှိဘူး။ဒါမှမယ်။ဒါမှမယ်။သူ့ရဲ့တရားဝင်မှုနော်အဲ့တော့သူ့ရဲ့တရားဝင်မှုကပြင်းရင်းမှာစပရင်းမှာလည်းထပ်ပြီးတော့ပိုင်းလိုက်အောင်ဟုတ်လားကျွန်တော်တို့ဒီမျိုးကြီးရဲ့အပြင်ဘက်ကြာကျေးရာတွေအခုစစ်ပွဲဖြစ်နေတဲ့နေရာတွေအညိုရောင်နဲ့ရောင်ဟုတ်လားဒီလိုဒေတာတွေကိုမပြောနဲ့အောင်မျိုးကြီးမှာရင်ပဲကျွန်တော်တို့ပြောတာလက်တွေ့နိုင်ငံကြီးကိုပြောနေတာနော် လက်တွေ့နိုင်ငံရေးကိုစစ်ဖို့မင်းအောင်လှိုင်ရဲ့အာဏာတက်ရောက်မှုကမျိုးကြီးတွေထဲမှာတော့ရှိတာမဟုတ်ဘူး။နော်။တော်ကြာနေဘုံခွဲပြန်ပြီးတော်ကြာနေပြစ်ပြန်ပြီးဟွန်းခေါင်းကြီးလည်းခိုးတာခိုးတာကြောက်ကြောက်နဲ့ခိုးနေရတယ်။ဘယ်လိမ့်တော့လာစော်မလဲဆိုပြီးတော့ဟုတ်တယ်မလား။ဒါပေမဲ့ဒီနေ့ဒီချိန်ခါဒီမျိုးကြီးတွေထဲမှာ စစ်ဖို့မရပါဆိုပြီးတော့ဘယ်လိုလဲအခုချိန်ဒီမလုပ်ရဲနေဘူးဟမ်အဲ့ဒါ BDM ကြီးမလုပ်ရဲနေဘူးဟိုကနေအာနာတက်ရောက်မှုကတော့လို့ရှိလို့ရှိရင်မျိုးကြီးတွေမှလည်းမရှိဘူးနော်ဟိုတော့ဒီပနိုင်ငံတကာဆိုပိုဆိုးတာဗောဗျာဟုတ်လားခင်ဗျားဘယ်သူကနေပြီးတော့အခုအတိမတ်ပြုနေလို့နေနိုင်ငံတကာမှာဘယ်သူမှအတိမတ်မပြုဘူးအာမှန်ပဲနော် ခနာရဲ့အော်ဒါအာနာနိုင်ငံတကာမှာပြနိုင်ငံခြားအစိုးရမပြောနဲ့ဘူးအမေရိကန်နိုင်ငံမှာရှိတဲ့ခနာရဲ့မြန်မာတန်ယုံမြန်မာတန်ယုံမှာတော့မှပဲခနာရဲ့အာနာတက်ရောက်မှုမရှိဘူးဒီတန်ယုံမှာခနာရဲ့အာနာတက်ရောက်မှုမရှိဘူးကနာပြောနေတာပြောတန်ရောလုံးချင်တာလုံးသူတို့လုံးချင်မှလုံးတာဟုတ်တယ်တော့ကျွန်တော်ပြောတာဟုတ်တယ်နော် အဲ့တော့နိုင်ငံတကာကအတိမဲ့ပြုဖို့ဆိုရစားအဝေးအဲ့တော့ဒီစစ်ဖို့မေးအောင်လည်းဟိုကဖြေရင်းမှလည်းသူ့ရဲ့ legitimacy တရားဝင်မှုကမရှိဘူးသူ့ရဲ့အာဏာတက်ရောက်မှုကမရှိဘူးဟုတ် Okay okay ဒီနေ့ကတော့ဒီနောက်ပါပဲနောက်ဗီဒီယိုဖိုင်မှာပြန်တွေ့ကြမှာเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်